မင်းရဲ့မိမလေးဝမ်းမကြီးလိုမျိုးပွားဖို့ပြီးတော့ထိုင်းပိုင်းနေရကွာအမှန်တမ်းပြောရရင်မင်းနဲ့တူအိတ်တဲ့ခါမှာလေလူနဲ့အိတ်တာလားဝဲနဲ့အိတ်တာလားအာတရေတေတေမားကွာအိုးငါမွေးကလေးကအဲ့လိုမျိုးမြင်ဘူးငါကြောက်တယ်ကွာလောပါဆိုတာလူစိတ်ဘလို့ဖြစ်စီနိုင်တာလေရင်းရဲ့မိတ်ဆွေတော်ကဟာစင်ရင်နှုတ်ခါလီလုံးမြောက်ဖို့အတွက်ကောင်းနေရခဲ့စီးစိတ်ဥစ္စာကိုရှာဖွေခဲ့ကြတဲ့အခါမှာဘုန်းကြီးကျောင်းဟောင်းရဲ့ကျေးဇာတက်မြင်ဘလို့တွေတုတ်ပြန်ခဲ့တယ် မိတ်ဆွေတို့ရဲ့စိတ်ထဲကနေအမောင်းဆုံးလူရဲ့ဆန္ဒဟာဘယ်လိုအကျိုးဆက်တွေယူဆောင်လာနိုင်လဲဆိုတာဒီဇန်လကနေပြီးတော့သိရှိရမှာဖြစ်ပါတယ် ဖြစ်နေကျွန်တော်ပြောပြမယ့်ဇာတ်လမ်းကတော့ your delay data တာမယာမရှိတကိုယ်တည်းသမားများဖြစ်ကြတဲ့ဥပုံများဥမာကိုရေးတို့တင်ခြင်းတော့ရဲ့အကြောင်းပါသူတို့တွေဟာရတရားမှာနေထိုင်ကြပြီးတော့ရိုးရိုးရှင်းရှင်းနဲ့အသက်မွန်းဝမ်းကြောင်းပြကြပါလေ။ဥပုံညာမှာတော့ငယ်ချောင်းသာဘွားကလေးကဆွဲဆွဲမြဲမြဲရင်းနှီးခဲ့တဲ့မိတ်ဆွေကောင်းတွေရှိလို့သူ့ရဲ့ဘွားအထီးကျန်ခြင်းလုံးဝမရှိခဲ့ပါဘူး။ ခွဲ့တဲ့တိုင်းမှာသူတို့ဟာစုဝေးပြီးစားကြတောက်ကြပျော်ပါကြပါတယ်တခါတည်းရံမှာတော့ဥပုံညာရဲ့အိမ်မှာဖြစ်စေမဟုတ်ရင်တော့ရောင်ပြေဘက်ကဥမောင်ရဲ့လယ်ငွေထဲမှာရှိတဲ့ထန်ခုံပေါ်မှာပဲစုဝေးလေးရှိကြပါတယ်ဥမောင်ရဲ့ထန်ခုံက၄ဘက်၄တန်းပွင့်လင်းပြီး၄ကောင်း၄တန်းရအေးမြလာပါတယ် မိုးအောင်နားမှာဝါကနေလေးတစ်လုံးနဲ့အရေးပေးထားတဲ့တရက်ပင်ကြီးတမင်လည်းရှိပါတယ်ဗျဒီအုပ်စုထဲမှာအချင်းလေးခေါင်းဆောင်ဆိုလို့ဆိုရမယ့်သူကတော့ကိုအေးပါကိုအေးဟာမြို့ပြမှာနေပြီးတော့မူလာဆင်းရဲပေမဲ့လည်းချမ်းသာတဲ့မြို့သူမြို့သားတွေနဲ့လက်ထပ်လိုက်ပြီးရဲ့နောက်မှာသူ့ရဲ့ဘဝတလိုင်းနဲ့ပြောင်းလဲသွားခဲ့ရပါတ သူဟာဇနီးဘက်ကစင်သက်လာတဲ့တက်လုပ်ငန်းဦးစီးနေပါတယ်ဗျ။ကိုရေဟာနေဖင်မှာဆိုရင်အလုပ်သမားတွေကိုကော့ကဲနေရလို့မအားလက်ပေမဲ့လေညနေဖင်မှာတငယ်ချင်းတွေဟာခွန်ရင်တော့ဘယ်တော့မှပြစ်ခွင့်လင့်မရှိပါဘူး။ဒီနေ့လေအလုပ်ချိန်ပြီးရတဲ့ကိုရေဟာတငယ်ချင်းတွေနဲ့ချိန်ထားတဲ့အတိုင်းဦးမောင်ရဲ့လင်ကွင်းထိုင်ကုန်းစီကိုချစ်ချင်မောင်းလာခဲ့ပါတယ်။လမ်းမှာသူဟာဖော်များအတွက်ဈေးကောင်းပေးဝယ်ထားတဲ့ပင်မီဝိုင်းနေတဲ့ပလင်းကိုဝယ်ယူခဲ့ပါတယ်။ဦးမောင်ရဲ့ထိုင်ကုန်းရောက်တဲ့အခါမှာ ဘသူ့မှာမတွေ့ရသေးပေမဲ့ဝန်ခေါင်းကင်ရဲ့မွေးပြတ်ပြီးဆွဲဆောင်မှုရှိတဲ့အနားတော့ထန်ကိုရဲ့ပက်လင်မှာလေရဲ့အဝေးမှာလွတ်ပြန်နေပါတယ်။ဝမ်ပလင်းကြီးကိုဝါကနေပေါ်ချပြီးတော့ထန်ကိုရဲ့ဘေးကိုပက်ချလိုက်တဲ့အချိန်မှာနီနာမှာရှိတဲ့ခုံလေးလေးပေါ်မှာဥမောင်တရားနီငယ်မိသွေးတွေနဲ့ဝန်ခေါင်းကင်နေတာကိုတွေ့လိုက်ရပါတယ်။ကိုရအအအောင်တက်သွားပြီးတော့လောင်လောင်တဲ့တဘောပြေးမင်းလိုက်ပါတယ်ခါကောင်ဒီနေ့ဘဲကန်ကြီးမပြီးတော့တော်လာတယ်ကွာဒီပေါင်းလို့လားတင်းရောင်ကြလာပြီကွာ ဥမာဝါကြက်ခိုးတွေပေနေတဲ့မျက်နှာနဲ့လက်ကြည့်ပြီးတော့တဝါဝါရေလိုက်ပါတယ်။ကိုကြီးမင်းရောက်လာပြီလား။ဟုတ်တယ်ကွာ။ဒီနေ့ရောငါတို့ဘိုက်တန်စားရတော့မှာကွာ။အဲ့ဒီဝက်ခေါင်းကလေအဲ့ကငါကိုယ်တိုင်မွေးထားတာကိုတက်ပြီးတော့ချစ်တာကွာ။သူကဝက်ခေါင်းဇောနဲ့တွန်းလာရင်စက်ကင်နေပါလေ။ကိုကြီးကအကြမ်းမခံစကားနှစ်ခေါ်ထပ်ပြောလိုက်ပါလေ။မင်းကိုယ်တိုင်မွေးထားရဆိုဟုတ်လား။ငါတိတိလောက်တော့မင်းအိမ်မှာမွေးမြေးချာမှမရှိတာ။ဘလို့လို့ပြီးတော့မွေးရလဲကွာ။ ဥမာပါမြစ်ခေါ်ပိတ်ပြီးတော့ပြုံးလိုက်ပါတယ်မိမိပါနဲ့ကွာအရေးကြီးတာမင်းတို့ဝါစားရဖို့ပဲပုံညာလည်းမကြခင်ရောက်လာတော့မှဒီလိုနဲ့ကျွန်တော်တို့ဟာစကားတွေတူတူတွတ်တွတ်နဲ့ပြောလိုက်ကြပါတယ်ကိုအေးဟာထိုင်ကုန်နဲ့တင်းပင်ကြားမှာချိတ်ထားတဲ့ပကက်ခေါင်းပေါ်မှာရန်ရောင်ရင်နားယူနေရာကနေအဆက်ဆက်လက်တဆုပ်ကြလက်နုံသွားခဲ့ရပါတယ်ဒါအားသူ့ကိုနူးဖို့လာတဲ့ပုံညာရင်လက်တွေပါပဲဟဲ့ဟာကိုအေးထဆန်းကွာအဲ့ပုတ်ကြီးတောက်စရာတွေနဲ့အတွမြုပ်တွေအစင်းသစ်ဖြစ်နေပြီကွာ ိုရာမျက်လုံးတွေနီးရဲပြီးအိတ်ချင်မှုနဲ့ထလာခဲ့ပါလေသူတို့တငယ်ချင်းတော့တော့သာဝိုင်းပလင်ကိုဖွက်လိုက်ကြပြီးတော့ဖခွင့်ချင်းတိုက်ပြီးတော့တောက်နေကြစင်မှာပဲဥမာဝါလည်းဝက်ခေါင်းငယ်ကိုအစစ်သက်ဖြစ်အောင်ပြင်ဆင်ပြီးထိုက်ခုံပေါ်ယူလာခဲ့ပါလေသူကအသားတွေကိုအလက်စားတဲဟုတ်တဲဟုတ်ထဲပြီးတော့ဂရင်ပေါ်မှာနေရာယူလိုက်ပါလေပပတ်လည်းမှာအတီရဲ့တောက်တွေကိုချပြီးတော့ငပိချစ်တွေလည်းချထားပေးပါတယ်ဗျဟဲ့ကောင်လူအမနာပါနဲ့ဝက်ခေါင်းငယ်နဲ့ငပိချစ်ကြီးကြီးပါဟုတ်ကွာဥမာဝါအဲ့လိုဖိတ်ခေါ်လိုက်တဲ့အခါမှာ ကျွန်တော်တို့တောင်ယောက်သားဝက်သားတစ်ချက်စီကောက်ယူကြပါမယ်ပုံညာဟာအတီးရက်တွေနဲ့ဂပိချင်းကိုတွဲဖက်စားလို့ပါအင်းဘောင်ရဲမင်းရဲ့ဂပိချင်းတကယ်ကိုပြင်လို့ပါတယ်ဘသူမှမမီနိုင်ဘူးကွာဟုတ်လားကွာငါလည်းစမ်းကြည့်မယ်ကိုကြီးကလည်းဝက်သားတစ်ဖက်နဲ့ဟင်းသီးဟင်းရက်တွေကိုတွဲဖက်ပြီးတော့စားလိုက်ပါရဲ့ပထမကင်မှာတော့ဘာမှမထူးခြားပေမဲ့လေဝါနီရဲ့သူ့ရဲ့နှာခေါင်းထဲမှာမွေးပြတ်ပေမဲ့လေအေးစစ်စစ်နှစ်သားပေါင်းနဲ့တစ်မျိုးရလိုက်ပါရဲ့ သူမသေးချလို့ရိယအကန့်ကိုထက်စားကြည့်လိုက်တဲ့ချိန်မှာဒီတစ်ခါမှာတော့နတ်သားပေါင်းနဲ့မရတော့ဘဲနဲ့စက်ပြင်းနဲ့အရသာသာကြံ့ရစ်ပါတယ်။သူ့ရဲ့မျက်နှာမူရာကိုဥမာကြည့်ထားမိလိုက်ပါတယ်။ဟေးဘာဖြစ်တာလဲ။ကွက်သားမကြိုက်လို့လား။မဟုတ်ပါဘူးကွာ။ငါငပိကျဲကိုအများကြီးထက်စားပိုင်းလို့ဆက်သွားတာပါ။ကိုရီးယားရှောင်းရှားပြောရှုပြီးတော့ဝိုင်းခွဲကိုအမြန်ဆုံးမောချလိုက်ပါတယ်။ဝိုင်းပလင်တပင်လုံးဂုတ်ခါနီးမာတော့ ဥမာဟာတော်တန်မူးနေခဲ့ပါဘူးသူကအဲ့ဒီအုပ်စုထဲမှာအေးမြန်ဆုံးမူးပြီးတော့စကားအများဆုံးပြောတတ်တဲ့သူပါအဲ့ကောင်ကကိုရုပ်ကြည့်စမ်းပါဦးကွာမင်းဘဝအရင်တော့ငါတို့လိုပဲခက်ခဲခဲ့တာတရုတ်တထေးကြီးရဲ့တမီနဲ့အိမ်ထောင်ကြမှာပဲအခုလိုချမ်းသာသွားတာတိလာလေကွာအိုးဆိုရင်ဒီပါနဲ့ကွာဆင်းရဲတဲ့သူတွေဆိုရင်တော့တေတော့မတည်နိုင်သေးပါဘူးမင်းမမိဘတွေပေးထားတဲ့လေယာဉ်ရှိသေးတာပဲဥပုံညာကဥမောင်ဖြေးတိတ်တဲ့သဘောဖြစ်ဝင်ပြောလိုက်ပါလေ ဥမာပါမကြောမချမ်းတယ်လို့ပြန်ပြောပါတယ်ဟုတ်ပါတယ်ကွာဒါပေမဲ့ပတ်စံရှိရင်တော့မကြိုက်ငက်ပြတ်ရမှာပဲဒီဇယ်တွေဆေးဖိုးဘွားကလည်းအရက်ပိုးတွေတော့ဘာမှမရှိတော့ဘူးဟဲ့ကောင်အရန်ဝေးလို့သွားပြီကောင်မင်းကကိုကြီးကစကားဖြတ်ပြောင်းလိုက်ပါတယ်မင်းကပတ်စံမရှိဘူးလို့ပြောနေဒါဆိုရင်ငါမေးပြရစီဦးကွာဥမာဒီဝက်ခေါင်းဘယ်ရရတာလဲအမှန်တည်းပြောဝဲလာလားဒါမှမဟုတ်တကယ်ပဲကိုယ်နဲ့မွေးတာလား ဟူမကတုတ်ဆိုင်သွားပြီးတော့ခက်လန်းလန်းကြီးဝမ်ယူပလင်းကိုယူရဲ့ဟမ်ဝေဟာပေါ့ကွာဘာလို့လဲဒီထက်ကောင်းတာမင်းတို့မမြင်ဘူးလားအေးထားလိုက်ပါတော့ကွာဘောင်းတဲ့နေဖြစ်လို့ကျေးဇူးတင်ပါတယ်ကိုကြီးကစကားကိုဖြတ်ပြောလိုက်ပါတယ်သူတို့တော်တော်သားစက်တောက်နေကြပါတယ် ဥမာဟာဝိုင်းတစ်ခွက်ပေါ့ချဲရင်းနဲ့မော့ချလိုက်ပြီးရဲ့နောက်မှာခါသေးစွာနဲ့ပြုံးလိုက်ပါတယ်အဲ့အကိုကြီးငါတို့ကတကယ်ချင်းကောင်းပြီမြင်လေမိမတော့ချွေချေတစ်ခုတော့ရှိတယ်မင်းရဲ့မိမာလေးဝတ်မကြီးလိုမျိုးပွားဖို့ပြီးတော့ထိုင်ပိုင်းနေတာကွာအမှန်တိုင်းပြောရရင်မင်းနဲ့တူအိတ်တဲ့ခါမှာလေလူနဲ့အိတ်တာလားဝဲနဲ့အိတ်တာလားဥမာဟာပြောပြီးတော့ကျင်းတဲ့စာနဲ့ရေမောလိုက်ပါတယ် ကိုရရတော့ချစ်ချင်းစကားမပြောဘဲစက္ကန့်ပိုင်းညီတက်နေပါတယ်အဲ့ဒီနောက်မှာပဲလက်တီဆုပ်ဥမောင်ရဲ့ညာဖက်ဘက်ကအာဘာတိယတိုးချလိုက်ပါဥမောင်ဟာဝါကရီရဲ့အောက်ပက်လက်လက်ပြီးတော့ပြုတ်ကျသွားပါတယ်မင်းကတကယ်ကိုပဆက်အရန်ကျန်းလာမယ်ကွာကိုရရအန်ကျိတ်ပြီးတော့ပြောလိုက်ပါတယ်ဒါပေမဲ့မပြောတာလည်းမှန်ပါတယ်ကွာဝက်ခေါင်ကြီးတော့ငါရဲ့မိမဖြစ်တာကိုတတိယမိရဲ့ကွာညတိုင်းသူငါ့ပေါ်လိတ်လာရင်လေ နောက်နေ့မနေ့ငါတည်တော့မလားလို့တော့ထင်မိရဲ့ကွာသူသားမချမ်းသာခဲ့ရင်ငါသာအရင်မမှုခဲ့ရင်သူ့ကိုလောဝလက်မထက်ဘူးကွာဘူမာကဝါကလေးမုံမနေ့တက်လာပြီးတော့တော်တော်သားခဏတာနင့်နေချင်းဆိုင်ကြည်ကဝန်းနေရေမောလိုက်ပါဘူမာကဥပုံညာနာကိုကတ်ပြီးတော့ခွဲကိုအပြည့်ဖြည့်ခိုင်းလိုက်ပါတယ်ဒီလိုပဲဖြစ်ရမှာပဲကွာဟဲ့ကောင်လေးငါတို့ခုခုလောက်ကြရမှာကွာဘူမာကစကားကိုစားလိုက်ပြီးတော့ဒုတိယရက်သွားပါတယ်သူဗဇက်ကနေမတော်တဆစကားလုံးကြီးထွက်ကြလာတယ်လို့မျိုးမျက်လုံးပြူးပြီးတော့လက်သွားတာ ကျန်နေရောက်ကသတိထားမိလိုက်ပါတယ်။ဘာလဲကွာဥမောင်ပြောစမ်းပါဦး။ဥပုံသားကစိတ်ဝင်စားလာနေလင်းလိုက်ပါတယ်။ဟုတ်တယ်ကွာပေါင်သွင်းနေဆိုတာလိုအပ်ချက်မရှိတတ်ဘူးကွာ။အင်းအဲ့ဆိုရင်မင်းတို့သိချင်ရင်ဘာလဲမတော်စပြောမိပြီဆိုတော့တေချာနားထောင်ကြ။ဥမောင်ကစကားကိုခတ်တူတူနဲ့လေးနဲ့စာဆပြောပါတယ်။ဒီလိုကွာငါကြောက်ဘူးတာတော့ကွာဒီရွာမှာညီပါရှင်ဟောတူဦးရှိရဲ့တဲ့။အဲ့လူဟာအင်မတန်ချမ်းသာခဲ့ဘူးလေ။ရွှေငွေရတဲ့အောင်အများကြီးရှိခဲ့ရဲ့တဲ့။ ဒါမဲ့လေသူ့အိမ်ကိုတပြားတည်းတိုက်ပြီးတော့လူကုန်တက်အိမ်ကိုမီးရှို့ခဲ့ရတယ်။ဥမုံစကောင်းစုံခင်မှာဥပုံညာညစ်ခုံပက်ပြီးတော့ဖြတ်မင်းလိုက်ပါတယ်။အိုးခဏလေရွာထိုင်တာတန်တုံးနိုင်ပဲကျန်တဲ့ကျမ်းမြင့်တွေပစ်စီနေတဲ့အယောင်ကြီးကဟုတ်တယ်မန်းနေအိမ်နေရပဲအိမ်နေရကရွာရဲ့တုတ်တန်နေသွားတဲ့လမ်းမင်းကမီးလောက်ပြီးအိတ်တကြီးလေအေးဒါဆိုရင်မိကြဘူးလားမားနေလိမ့်မယ်ကွာဥပုံညာချစ်ချင်းဆိုတလို့ပင်ဝင်ပြောလိုက်ပါတယ်။အေးကချမ်းသာတာတော့မှန်ပါတယ်ဒါပေမဲ့သူတို့ကမိန်းကလေးတွေကိုရောင်းဝယ်ဖောက်ကားရဲ့အလုပ်လုပ်ခဲ့ရလေ ်လူကကုနာပေါ့ကွာရွာမိန်းကလေးတွေကိုသွေးဆောင်ခိုးယူပြီးတော့ရောင်းစားတယ်ဒီမူးကိုအိန်းနာဘုန်းကြီးเจ้าဟောင်းကဘုန်းကြီးစပါးရဲကိုအကြောင်းကြားလိုက်လို့အမှုပေါ်သွားခဲ့ရလေအဲ့မကောင်းတဲ့လူတွေကဒေါသထွက်ပြီးတော့ဓမြဖွဲ့ဖွဲ့ပြီးတော့ဘုန်းကြီးเจ้าမီးရှို့ပြီးဘုန်းကြီးကိုတတ်ခဲ့တာကွာဥပုံညာဝိုင်ခွေကိုညှောက်တောင်းရင်ခက်တရက်လိုက်ပါလေဒါမဲ့ကွာအဲ့ဒါတော့သူတို့ရဲ့ကကြမှာပဲသူတို့တက်ပြတ်မီးရှို့ခဲ့တဲ့ဘုန်းကြီးเจ้าကစိတ်ဓာတ်တစ်ခုခုကြမ်းရောက်လာခဲ့အဲ့နောက်မှာဓမြတစ်ဖွဲ့ကလေသူတို့အိမ်ဝင်တိုက်ပြီးတော့ရန်နာတွေလူယူခဲ့ ဒါပေမဲ့အဲ့ဒီလူရဲခံရလို့တိတ်ဆုံးလာတဲ့ကွာအဲ့ဒီကျင်းစာကြောင့်သူတို့မိသားစုဟာအဲ့ဒီမိမားပဲဝတ်ကြွေးဆက်ဖို့ချီနောက်ခံနေရတယ်လို့အဖိုးကြီးတွေကပြောမှုကြတယ်ကွာဥမုံနဲ့ကိုရီတို့ဟာတိတ်ဆိတ်စွာနားထောင်နေကြပါလေကိုရီကဝိုင်ခွဲကိုငင်ကြီးပေါ်ကိုချပြီးတော့မင်းပြောတာမှန်နိုင်တယ်ကွာအဲ့လိုခန့်တူတူလေးရေရော့လိုက်ပါတယ်ဥမုံကတော့မူးနေတဲ့စိတ်နဲ့စော့စားခြင်းနဲ့စိတ်ပေါင်းဆက်လာခဲ့ပါတယ်ဟဲ့အေးကြီးပဲတောင်းနေပြင်းစရာကောင်းတယ်ကွာငါတို့စိတ်လှုပ်ရှားတာတခုကိုရှာကြည့်အောင် ။အများတွေကလူယူသွားတယ်ဆိုပေမဲ့ကုံလုံးတော့ယူသွားမှာမဟုတ်ဘူးကွာ။မေပြောတဲ့ကျိစာတို့ဘာလို့ဆိုတာလဲဇလန်းတွေပဲနေမှာကွာ။အေးအိမ်ဟောင်းရဲ့အောက်မှာရန်နာတွေကြံနေသေးနိုင်တယ်လေ။တိုင်တုံးနိုင်ရဲ့အောက်မှာမြုပ်ထားခဲ့တာဖြစ်နေတယ်။ညဘက်လူရှင်းတဲ့အချိန်မှာပတူရောကွာ။ကိုရေးအားချစ်ချင်းဆိုသလိုပဲကန့်ကွက်လိုက်ပါလေ။ဟဲ့ဦးမောင်မဲအမူးလုံးနေပြီလားကွာ။ ဒီလိုနှိမျိုးဒီလိုအချိန်မျိုးမှာရွာထက်ရတုတ်တန်တာမှာရှိတဲ့အိမ်ပြည့်ကြီးကိုတွားပြီးတော့ရှင်းမရှိတာမသိရသေးရဲ့ရတနာအတွက်ညီတူးမေဆိုတာဒိဗယ်ရှိရဲ့လားကွာဟဲ့ကိုကြီးစဉ်းစားကြည့်လေကွာဥမောင်းကညက်လုံးလေးမေးကြည့်ပြီးတော့ပြန်ပြပါတယ်တကယ်လို့ကွာငါတို့တူးမိခဲ့ရင်လည်းအဲ့လိုဝိခန္ဓာကိုယ်လုံးမင်းမနဲ့မဲ့တူးနေစားမလို့တော့ကွာငါတို့လည်းဒီစင်းင်းဘွားလော်ပြီးပေါ့ကွာခုချိန်မှာအဲ့ဒီချိန်ကအကောင်းဆုံးပဲကွာမနေ့ကျရင်ရတာတွေတိတ်ကုန်လိမ့်မယ်ကွာဟုတ်တယ်ကွာဥမောင်းပြောတာလည်းအမှန်ပဲ ငါစိတ်ရလဲစော့စားခြင်းသိပြီပေါ်လာပါပြီအခုညာစိတ်ကူပြောင်းသွားပြီနောက်ဆုံးဝမ်ခွေကိုမောချလိုက်ပါတယ်နောက်ဆုံးမှာတော့တုံးရုံသားဘောတူညီပြီးတော့တန်ကုန်ပြားတွေပောက်ပြားတွေကိုယူဆောင်ပြီးတော့မိနောက်ပြီးအိမ်မြင့်ကြီးစီကိုထွက်ခွာလာကြပါတယ်ဥမာရှေ့ရနေဦးဆောင်ပြီးတော့တ мян ချင်းတွေကိုတုတ်တန်ဖဲခေါ်သွားပါတယ်ဥပုံညာပြောခဲ့သူတို့ပဲတယောက်စီမိေကိုစီကင်ထားကြပါတယ်သူတို့ရဲ့ပပတ်လယ်မှာတက်ခေါက်မာတဲ့အပင်ကြီးတွေကမြင့်မားစွာနဲ့ရက်နေကြပြီးတော့ပတ်ဝဲကြရတဲ့ မဲမောင်နေပါတယ်ညာရဲ့တိတ်ဆိတ်ခြင်းကလေပင်တက်ခဲလာရင်တက်ကြိုက်တွေပို့တိုက်တဲ့ကြီးကြီးဆိုတဲ့အတန်တွေနဲ့ပို့ပြီးတော့ကျဆက်ကောင်းလာပါတယ်သူတို့ရဲ့ကျင်တန်တွေကလည်းခြောက်သွေ့နေတဲ့အရွက်တွေပေါ်မှာအဆက်ဆက်နဲ့ညီရင်းနေပါတယ်ဗျကြာကြာမရှောင်ရခင်မှာပဲသူတို့ကအိမ်ဟောင်းရဲ့မိရှုခံထားရတဲ့အကျွေးညံ့တွေရှိရအောင်ရောက်ရှိလာခဲ့ပါတယ်ဥမောင်ဟာချစ်ချင်းပဲနတာတိုင်းတွင်ရတဲ့နေမိချက်တွေကိုထုံးကြီးပြီးတော့ညီလေးပေါ်မှာပဲလက်အောက်ကြီးကတော့လိုက်ပါတယ် ပြီးတော့အဲ့ရတနုံးလိုက်ကြအလေးဘုံမှာသူ့ဖို့ကိုစတင်လိုက်ကြပါတယ်ရှေးလူကြီးတွေကအဲ့အောက်မှာယန္တနာမြုံလေးရှိတယ်ဆိုတဲ့အယူဆကိုသူတို့ကယုံကြည်နေကြပါတယ်ခဏတူရနဲ့သူတို့ရဲ့ခန္ဓာကိုယ်ဟာချွေးတွေစိတ်ထွက်လာပါတယ်တန်ဝကျေဟာဆူဆော့ပြီးတော့ပူအိုက်နေပေမဲ့လည်းခါတရံတက်ခတ်လာတဲ့နေရာလည်းအေးဆက်ပြီးတော့တုံညီစေပါတယ်ကိုရဝိုင်းပလင်းတပလင်းကိုယူလာခဲ့ပြီးတော့ခက်တောင်နာအပူဒဏ်အောင်ဖြေဖို့ဝိုင်းမောချလိုက်ပါတယ် ပြီးတော့ကြံတကယ်ချင်းဒီရောက်ကိုလေးပဲတောက်ဖို့ပေးလိုက်ပါခဏနာမီရဲ့နောက်မှာဥမာကပောက်ပြားနဲ့ဆက်တူပါတယ်ဥပုံညာလည်းအတူတူတူးဖော်နေကြပါတယ်ကိုရတော့အားပြန်ဖြည့်ချင်သေးလို့သူတို့တူးနေတာကိုထန်ကြည့်နေရင်းနဲ့ပဲလက်ဤတဲ့ကဝိုင်းနေကုန်ကန်ကြီးအချိန်မှာသူတို့စကားဆပြောမိလာပါတယ်ဟဲ့ကငါတို့ပြန်ကြရအောင်ကွာဒီဝိုင်းယူလဲကုန်လို့ပဲမနေ့မိုးလင်းခါနေပြီကွာ ကိုရအဲ့လိုပြောရင်တူမီထားတဲ့အနီးနာတက်ပင်ကျောနဲ့ပို့ပြီးတော့မိလိုက်ပါလေဟဲ့ကိုကြီးမင်းအောက်ကိုဆက်လာပြီးတော့ကူတူးစားမှာကွာငါတူးလို့ဆိုရင်မင်းကိုလည်းခွဲဝေးမှာပါဥမာပါချွေးရင်တောက်ရင်နဲ့မကြည့်မနဲ့ပြောလိုက်ပါလေသူကပြောရင်းနဲ့ပဲအရင်ပင်ရဲ့ထိတ်ပဲကိုမောကြည့်လိုက်ပါလေသူမြင်လိုက်ရတဲ့အရာကသူ့ကိုတက်ကနေရက်သွားစေပါလေ ကိုရင်းမိသားရဲ့တစ်ပင်ရဲ့အကန့်ကက်တွေဟာလူရဲ့လက်မောင်းတစ်စုံမျိုးလှုပ်ရှားနေတာကိုတွေ့လိုက်ရပါတယ်။ဥမာဝါနှစ်လုံးပေါ့ပြီးတော့ငါအရင်မူလို့မြေအောင်လာမှာဖြစ်ပါလိမ့်မယ်လို့တွေးလိုက်ပါတယ်။သူကဘေးမှာပဲမြေတူးနေတဲ့ဥပုံညာတံတောင်းနဲ့တုတ်ပြီးတော့အဲ့ဒီပြန်ကြည့်ဖို့တိုးတိုးလေးလဲ့ပြီးတော့ပြောလိုက်ပါတယ်။ဟဲ့ပုံညာငါမူးနေပြီလားတော့မသိဘူးကွာ။ဘယ်ငါ့အတွက်ကြည့်စမ်းပါဟုတ်။ဘာလို့ကြည့်ရမှာလဲကွာ။ဘုံညာနေဒူတာကိုရက်ပြီးတော့ဥမောင်ညွန်ပြရဲ့နေအောင်ကြည့်ဖို့စူးစမ်းနေမယ်လေ။မောင်နေလို့ဘာမှမနေရပါဘူး။ ဒါကြောင့်ကြမ်းမြင့်ပေါ်မိအိမ်ကိုကောက်ယူပြီးတော့ရှေးဘက်ကိုအလင်းထိုးလိုက်ပါတယ်။မိအိမ်ရောင်ချီကတေးပင်ထဲကိုကြားရတဲ့အခါမှာတော့ဥပုံညာရဲ့ဘကူလုံးစက်တီမွေးငင်ထလာပါလေ။လက်ဝါကတ်တန်ကြီးရဲ့ရှီလီယာပဲအယူများတာရှိတဲ့လက်မောင်းကြီးစစောဟာနေထဲမှာတရရနဲ့လှုပ်ရှားနေရသူမြင်လိုက်ရပါလေ။အာတေးတေးတေးမကွာဥပုံညာဟာအော်ဟဲ့ပြီးတော့ချစ်ချင်းနဲ့အိမ်ပြည့်ရဲ့အနောက်ဖက်ကိုပြေးထွက်သွားပါလေ။ဥမ္မာကတော့သူတို့ရင်ဆိုင်နေရတဲ့အရာ ရိုးရိုးတက်ပင်မဟုတ်တော့ဘူးဆိုတာရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတယ်သူကကိုအေးစီကိုဖြေးသွားပြီးလဲလျောင်းနေတဲ့ကိုအေးရဲ့လက်မောင်းကိုဆွဲခေါ်အောင်ကြိုးစားပါတယ်အဲ့ရကိုကြီးထတ်စမ်းအောင်ထတ်စမ်းထတ်စမ်းအမြန်ပြေးမဖြစ်မဲ့ဥမာကအော်ဟဲလိုက်ပါတယ်ကိုရကြီးကျယ်လက်သွားပြီးတော့သူထင်ထားတဲ့တက်ပင်အနေပြီးတော့ချိန်ချိန်လိတ်ချလိုက်ပါတယ်သူတို့ဝေးရောက်ရောက်တဲ့အချိန်မှာသူ့ရဲ့ရမြင့်ကိုမွန်ကြည့်မိလိုက်ပါတယ်အဲ့ဒီတက်ပင်ကြီးရဲ့အကန့်ကတ်တွေဟာသူ့ရဲ့လက်မောင်းကြီးတွေဖြစ် ကွေးညွန့်လာပြီးတော့နီးရအောင်မသွေးအောင်လို့နီးရဲနေတဲ့မျက်နှာကြီးတစ်စုံတွေ့လိုက်ရပါတယ်။အိုးငါမွေးကလေးကအဲ့လိုမျိုးမြင်ဘူးငါကြောက်တယ်ကွာ။ ကိုရေးရတုံရင်စွာနဲ့ပဲရေရောလိုက်ပါတယ်။အေယာမအရေးကြီးကသူ့ရဲ့ပုတ်သူနေတဲ့ဝက်ခေါင်းနဲ့နဲ့သားပေါင်းနဲ့နဲ့ရောဆက်ထားတဲ့အနတ်ဆိုလွတ်ထောက်ရင်လှုပ်ရှားလာခဲ့ပါတယ်။ချစ်ချင်းဆိုသလိုပဲသူ့ရဲ့ခိုးလုံခဲ့တဲ့တိုင်သုံးနေရှိတဲ့အိပ်ရရှိဂိုင်းညောချလာပါတယ်။သူ့ရဲ့ကြီးမားတဲ့လက်တစ်ဖက်ကဒီပြေပေါ်မှာထောက်ထားပြီးတော့ချီလျာပြီးကြမ်းတက်တဲ့စမင်တွေကနင်ကြီးဘောကိုဆွဲချနေလို့တရှဲရှဲအတန်တွေထွက်ပေါ်လာပါတယ်။အေးအေယာမအရာဝတ္ထုကသူ့ရဲ့အလေချောင်းထဲကနေတက်စုတန်လုံးလုံး နေကြီးတဲ့အတန်လိုလိုနဲ့ဖက်ချင်ချင်အတန်တစ်ခုထွက်လာပါရဲ့သူရဲ့ခြေတော်တွေဟာအိတ်ပြည့်ရဲ့တန်တွေလိုနေကြီးနဲ့တင်းကျပ်စွာချုံနှောင်ထားခင်ရလို့ခန္ဓာကိုယ်ရဲ့အပေါ်ပိုင်းဝင်တာလှုပ်ရှားနိုင်တာသူတို့သတိထားမိလိုက်ပါတယ်အဲ့ဒီနေကြီးဟာသူတို့မလော့ပေးသေးပါဘူးတော့တော့ဒါအိတ်ပြည့်ရဲ့လက်ဖက်မှာတော်ရီစားနဲ့ပုံနေပါတယ်ဥပုညာအများဆုံးစိတ်ကိုပြန်လည်စုစည်းပြီးတော့ဖက်ပြေကိုနီးနံကိုရှာဖွေခဲ့ပါတယ် သူကနောက်ဘက်ကနေပြီးတော့ပြေးထွက်ရဲ့အဲ့ဒီရာဝတ္ထုကမြေကြီးနဲ့ကပ်နေတဲ့ခြေနှောင်းကြောင့်သူတို့ကိုလိုက်မခံနိုင်ဘူးလို့ယူဆပါတယ်။ဒါကြောင့်သူကစံတကယ်ချင်းတရားကိုခေါ်ပြီးတော့သူတို့ခေါင်းပေါ်ကန်ကြုံနေရာဝတ္ထုကြီးကိုကြည့်ဖို့လဲလိုက်ပါတယ်။ဥပုံညာအိမ်ပြင်းရဲ့နောက်ဘက်ကနေပြီးဖြီးဖြီးဆုတ်ခွာလာပြီးတော့တုံရင်နေတဲ့ခြေထောက်တွေကိုအားတင်းပြီးတော့သူတို့သုံးယောက်သားလဲ့ပြီးတပြေးတည်းပြက်ပြေးကိုပြင်ဆင်လိုက်ကြပါတယ်။ဘာမှမကြည့်နဲ့မရက်နဲ့ကိုတဲ့ကိုရအောင်ပြေး ုံညာဥဆောင်ပြီးတော့ပြေးပါတယ်။ကြံနေရောက်ကလည်းနောက်ကနေပြီးတော့အမိလိုက်ကြပါလေ။တောရုပ်သားအသက်ရှင်တန်ပြက်တဲ့ဒီအထိပြေးကြပြီးတော့နောက်ပြန်မကြည့်ပဲထွက်ပြေးကြပါလေ။ဒါပေမဲ့နောက်ဆိုကနေပြေးနေတဲ့ဥမော်ကတော့သူ့ရဲ့ပင်ကိုစူးစမ်းခြင်းစိမ်းမထဲကျုံနိုင်ပဲနောက်လည်းကြည့်မိလိုက်ပါလေ။သူ့ရဲ့ကြော်ထဲမှာအေးခနဲဖြစ်သွားပါလေ။သူတို့ပြေးထွက်လာတဲ့တန်တုံးတော်ရှိတဲ့နေရာမှာအေယာမအရေးကြီးတာမလုံမရှိရက်နေလုံးပါပဲ။ဒါပေမဲ့အိမ်ပြင်းရဲ့ပက်လင်မှာရေမဲလေးခုထပ်မံပေါ်လာပြီးတော့စောက်ကြည့်နေတာ ဥမောင်းမြင်လိုက်ပါတယ်သူတို့ကဝန်ကလေးပက်လက်အောင်ငင်ကြီးပေါ်မှာရက်နေကြပြီးတော့သူတို့ဝတ်ထားတာကဘုန်းကြီးတင်ကလေးလိုပော့စာတွေဖြစ်နေခဲ့ပါတယ်အဲ့ဒီအင်းမင်းကြီးလေးကုစလို့မှာခေါင်းတွေမပါဝင်ကြပါဘူးသူတို့ရဲ့လက်ထဲမှာတစ်ခုခုကိုကင်ထားကြပါတယ်ဥမောင်ရဲ့မင်းရောင်ကအဲ့ဒီရဝတ်ထုတွေပေါ်ကိုကြားရောက်သွားတဲ့အခါမှာတော့သူတို့တွေဟာသူတို့ကိုယ်နိုင်ရဲ့ဖြတ်ထားတဲ့ခေါင်းတွေဖြစ်တယ်ဆိုတာကိုတွေ့လိုက်ရပါတယ် ခေါင်းလုံရှိတဲ့ပုံကြီးတွေဟာသူတို့ရဲ့ပြက်နေတဲ့ level တွေကိုလက်တွေနဲ့ပေါက်တက်ပြီးသူတို့စီကိုစိုက်ကြည့်နေကြတယ်လို့ခံစားလိုက်ရပြီးဥမာဟာအတန်းတော့မထွက်နိုင်မိနဲ့အချိန်ဟုတ်ပြင်းစွာနဲ့ဆက်ပြေးတော့ပါတယ်။မကောင်းမှုနဲ့ရယူထားတဲ့အကျိုးကျေးဇူးတွေဟာဘယ်တော့မှစစ်မှန်တဲ့ပြုရွှေမှုမပေးနိုင်ဘူးဆိုတဲ့သင်ခန်းကအဲ့ဒီဇာတ်လမ်းကနေရရှိမှာပါ။ဥပုံများဥမာကိုကြီးတို့ဟာ လောဘကြောင့်သူတို့ရဲ့မိတ်ဆွေရင်းချောက်ကဆောလောခဲရဲ့တာမကကျင်းစာတက်နေရဝက်ခေါင်းခင်သွေးသားပါစာတုပ်ခဲရပြီးတော့ဘုံကြီးတွေရဲ့လစ်စာခြေချင်းကိုထာဝရခန်းစားသွားရပါတော့တယ်အဲ့ဒီဇလန်ကနေတငယ်ချင်းတောက်ရောက်တယ်မှာဘယ်သူကအဆိုးဆုံးလောဘထွက်ခဲ့တာလဲလို့ပိတ်သက်ကြီးကိုထင်ပါလေဒါအပြင်အဲ့ဒီဇလန်ကိုနားထောင်ပြီးတဲ့အခါမှာပိတ်သက်ကြီးရဲ့ဘဝတွေဘာတင်ကန်းစာတွေရပ်သွားခဲ့လဲဆိုတာကိုကျွန်တော်ရဲ့ကော့မန်မှာမှာ AP ထားခဲ့ကြတာပါခင်ဗျာ ဲ့တဲ့ကြီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ။